နေ့ဒီဗီဒီယိုလေးမှာပေါ့เนาะကျွန်တော်တို့ဒီနေ့မေလ23ရက်နေ့ကဘာရွှေစီကွာရတဲ့ပြန်နောက်ဆုံးရက်တောက်ကြနေတဲ့တာအတွက်ဖြစ်ပြလာနိုင်တဲ့ကဘာရွှေစီနေတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာတုံးသက်ပြောကြားပေးသွားဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ကအာထိုင်းစံတော်ချင်းအားဖြင့်ဆို9:44မိနစ်ဆိုတော့ဒီမှာစံတော်ချင်းဆိုကျွန်တော်9:14မိနစ်ရှိနေပြီပေါ့เนาะဟုတ်ပြီအဲ့အဖြစ်တဲ့ခါမှာကျွန်တော်တို့ဒီနေ့ကဘာရွှေစီဘယ်လိုနေထားရစီအတက်ကြရဆက်ဖြစ်နိုင်မလဲအဲ့အရာလေးကိုကျွန်တော်ကဘာတုံးသက်လို့ရအောင်ကဘာရွှေစီရစီအတက်ကြချက်လေးကိုကျွန်တော်တို့ကြည့်လိုက်အောင် ဟုတ်ပြီမနေ့ကကဘာရွှေစရာတက်တာနေတာအကြနဲ့ပြီးခဲ့တယ်ဒါပေမဲ့ဘော်တိုကူနီယာဇီအတက်နဲ့သူက balance လောက်သွားဖြစ်နေတယ်သွားတူနေတယ်ဗောနော်ပေါ့ကျွန်တော် body ရွယ်စားသွားတူနေအဲ့ဒါဖြစ်တဲ့အခါဒီနေ့ကဘာရွှေစရာကြပီလို့ကျင်းတည်ပြောလို့မရသေးဘူးခင်ဗျကြပြီလို့ချင်းနေပြလို့မရသေးဘူးအဲ့အဖက်ကတကယ်လို့သာမနေ့ကတရက်တာအပိတ်စေးတာကျွန်တော်တို့390အောက်ပိတ်ရင်တော့ဒီနေ့မှကျွန်တော်တက်တိုင်းလိုက်ရအောင် ဒါပေမဲ့အခုရောအနေထားအကြောင်းကျွန်တော်ကြားပြီးလို့ပြောလို့မရသေးဘူးအဲ့ဒါဖက်တက်ကမှဒီနေ့ကပတ်ရွှေစီဘလို့အနေထားပြေးနိုင်ခြင်းရှိလဲဆိုကျွန်တော်မေးမယ်ဆိုကျွန်တော်ကတော့ side way ပေါ့နော်ဈေးငိမ့်တဲ့အနေထားမြန်ပြေးမလားလို့ကျွန်တော်သုံးသပ်မိဟုတ်ပြီအဲ့ဒါဖက်တက်ကမှ side way ဆိုတဲ့အနေထားဆိုကျွန်တော်ဘယ်နဲ့ပဲကြာပြေးနိုင်လဲကျွန်တော်တို့ကျွန်တော်အချိန်တနာရီတိုင်းတိုင်းကျွန်တော်တွားကြည့်လာဒါအချိန်တနာရီအတိုင်းတိုင်းကျွန်တော်ကြည့်ချင်းဖြစ်ပါတယ်ကန်တဲ့အတုံးတုံးကတနာရီအတိုင်းတိုင်းညီမြတယ်ပေါ့နော်အဲ့ဒါဖက်တက်ကမှကျွန်တော်ဘယ်နဲ့ပဲကြာပြေးနိုင်ခြင်းရှိလဲလို့ကျွန်တော်သုံးသပ်ပေးရမယ်ဆိုရင် ကျွန်တော်တို့ဒီဘောနော်ကျွန်တော်တို့3နှစ်60အုံးနဲ့60ကျွန်တော်တို့ဈေးတန်းစုံနဲ့ကျွန်တော်တို့အပေါ်ဆိုရင်ကျွန်တော်တို့ဒီဈေးတန်းစုံပေါ့နော်ကျွန်တော်တို့ 3နှစ်30ကြာဈေးတန်းဆုံးမြန်ကျွန်တော်ပြေးမလာလို့ကျွန်တော်သုံးသပ်မိတယ်ခင်ဗျ3နှစ်60နဲ့အာ sorry 3နှစ်60နဲ့3330 3နှစ်30တော့ဖြစ်သွားရင်3330ဈေးန်းကျုံဆုံးကြကျွန်တော်အသက်ကြပြေးမယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်အဲ့ဒါပြတကာဒီနေ့ကဘာရွှေဈေးကိုကျွန်တော်တို့ဘယ်လိုမျိုးအယောင်းအဝယ်လုံးတင်တယ်လို့မေးမယ်ဆိုရင်ရှင်းပါတယ်မင်းညကျွန်တော်ပို့စင်တာလို့ပဲ3330တန်းရအောင်ကျွန်တော်တို့ရောင်းမယ်ဒီထက်ပိုသေးတိကျခြင်းတော့ကွာနီးပညာပိုင်းရာအတိပုချက်ဆောင်ပေါ့နော်ကန်တယ်လီပါးရီစောင့်ကြည့်3330နာရောင်ရင်ရောင်းမယ်3260နာရောင်ရင်ဝယ်မယ် ဟုတ်ပြီ330နာမရောင်းနေဆိုရင်ကျွန်တော်အကျိုးမြတ်ကိုဘယ်လောက်လောက်ထိယူလို့ရလဲကျွန်တော်တို့ဒီစုံရကျွန်တော်တို့အလေပါဒီစုံကကျွန်တော်တို့အပေါ်နဲ့အောက်ကြမှာကျွန်တော်တို့ပစ်90ဟာတော့နော်ပစ်90ဟာတာပစ်တဲ့ခါမှာကျွန်တော်အလေလောက်330နာမရောင်းနေဆိုရင်ကျွန်တော်အမြတ်ပိုင်းနဲ့စီတန်းကို3300လို့3295လောက်ထိယူအရှုံးပိုင်းနဲ့စီတန်းကတော့ဗျာကျွန်တော်3335အထက်လောက်မှာပေးအဲ့လိုပဲ3260နာမဝယ်တယ်ဆိုရင် အမြတ်ပိုင်းတဲ့ဈေးတန်းကိုကျွန်တော်တို့3390တို့3300တို့ထိယူလို့ရတယ်။အရှုံးပိုင်းတဲ့ဈေးတန်းကိုကြောက်ကျွန်တော်တို့အဲ3255အောက်လောက်မှာပေးပေါ့နော်။အဲ့ဒါပြတဲ့ခါမှာကျွန်တော်တို့ဒီနေ့အဲ့ဈေးတန်းစုံအတွင်းမှာဈေးတက်လိုက်ကျလိုက်ပြေးမယ်လို့သုံးသပ်ထားပါတယ်။ဒါပေမဲ့ဒီသုံးသပ်ချက်ကနော်ကျွန်တော်ညဘက်အမေရိကန်ဈေးကွက်ချိန်မတိုင်မြင်ထိဖြစ်ပါတယ်။ကျွန်တော်တောက်ကြနေညအမေရိကန်ဈေးကွက်ချိန်တွေကတခါလေးကြာကျွန်တော်ကဈေးဆွဲတင်ဆွဲချတွေများနိုင်ပါတယ်။အဲ့ဒါပြတဲ့ခါမှာညဘက်အမေရိကန်ဈေးကွက်ချိန်မတိုင်မြင်ထိကမ္ဘာရွှေ့စီရ အခုကနေစပြီးရောဗောနော်ကျွန်တော်တို့အမေကန်ဈေးကွက်မဖွင့်ခင်တည်းကျွန်တော်ကဒီအပေါ်330အောက်360ကျအသက်ကျပြေးလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်တကယ်လို့330အထက်မှာကျွန်တော်တို့ဒီနေ့တနေ့တာတွေဗောနော်ကဘာချွေစီတာအ ਨੇ ဆုံးအချိန်တနိုင်အတိုင်းတာပိတ်စေးကျွန်တော်တို့ market ခေါ်ရ H1 ဘူးကန်နေနဲ့330အထက်မှာဖောက်တက်ပြီးဈေးပိတ်သွားရင်เนาะကျွန်တော်တို့ပြီးခဲ့တဲ့မနေ့တုန်းကတော့3355ထိတက်ခဲ့ဒီတစ်ခေါက်မှာတော့ကျွန်တော်3360လောက်ထိတက်မယ်လို့မှန်းတယ် အဖရိကမှာ330အထက်မှာအချိန်တစ်နိုင်အတိုက်အပိစီနဲ့ဖောက်တက်ပြီးဈေးပိန်လိုက်ဝင်ဟုတ်ပြီပြီးရင်ဒီ360ပေါ့နော်3260ဈေးတန်းအောက်မှာဒီနေ့တနင်္လာတွင်ကဘာရွှေစိအချိန်တနားရီအတိုင်းတာအပိစိကျွန်တော်တို့မှာကတ်ခေါ်ရ H1 ဘေကန်နဲ့3260ဈေးတန်းအောက်မှာဖောက်ကြပြီးတော့ဈေးပိတ်သွားရင်တော့ဈေးဆက်ကြပါလိမ့်မယ်ဘယ်လောက်ထိကျနိုင်လဲလို့မေးမှဆိုရင်ကျွန်တော်ဒီလောက်လောက်ထိမှန်းထားတယ်အာ3200 35လောက်တိအ ਨੇ စုံမှန်ထားတယ်ပေါ့နော်အဲ့ဒါပြသက်ကမှာ3နှစ်60စီးတဲ့အောင်မှာအချင်းတစ်နိုင်အတိုက်တာနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်လက်ရောက်လို့ရတယ်ဗျလက်ရောက်ကျွန်တော်အမြတ်ပိုင်းရဲ့ဈေးတန်ကို3နှစ်35လောက်တိအ ਨੇ စုံယူလို့ရလဲကိုကဒီထက်ပိုစောင့်နိုင်တယ် risk ပိုယူနိုင်တယ်ဆိုတော့3နှစ်20လောက်ကျွန်တော်တို့3နှစ်20လောက်ထိအမြတ်ပိုင်းဈေးတန်းယူပါအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်3နှစ်80အထက်လောက်မှာပြပါခင်ဗျအဲ့ဒါပြတဲ့ကောင်ကျွန်တော်ဒီနေ့အတွက်အပေါ်ဈေးကို3330အောက်ဈေးတန်းကို3နှစ်60ပြထားပါဗျ 330နာမရောင်းမယ်360နာမဝယ်မယ်360အောက်ဖောက်ကြသွားရင်လိုက်ရောင်းမယ်330အထက်ဖောက်တက်သွားရင်လိုက်ဝယ်မယ်ဒီသဘောတရားတိုင်းမှာကျွန်တော်ရိုးရှင်းရှင်းအယောင်းဝယ်လုပ်မှဖြစ်ပါတယ်တကယ်လို့ပေါ့နော်ဒီနေ့ကပ္ပရွှေစရာမှန်တယ်ကျွန်တော်ပြောတဲ့အတိုင်းဈေးငိမ့်နေရတော့မြန်တယ်မှန်တယ်330နာနဲ့မရောက်ဘူး360လိုက်မကြဘူးဒီအလဲမှာပဲဈေးပြည့်နေတယ်ဆိုရင်ရောအဲ့ဒါဆိုရင်တော့ကျွန်တော်ကတော့အယောင်းဝယ်လုပ်မှမဟုတ်ပါဘူးဘာလို့လဲမဲ့ဆိုရင်ကျွန်တော်အဲဒီလိုဈေးငိမ့်တဲ့အနေအထားတွေမှာတိတ်ပြီးတော့ အလဲဈေးတွေမှာလိုက်လိုက်ပြီးတော့ရောင်းဝယ်လုပ်တာမျိုးကကျွန်တော် risk များရဲ့လို့ယူဆတာမလို့ကျွန်တော်တဝတဲ့အမြင်ကနော် risk များရဲ့လို့ယူဆတာမလို့ကျွန်တော်ကတော့အလဲဈေးတန်းတွေမှာလိုက်ပြီးတော့ရောင်းဝယ်မလုပ်ဘူးခင်ဗျကျွန်တော်ရောင်းမယ်ဆိုရင်အမြင်ဈေးကိုစောင့်တယ်ဝယ်မယ်ဆိုရင်အောက်ဈေးကိုစောင့်တယ်ကျွန်တော်တတ်မှတ်ထားတဲ့ဈေးတန်းတွေမရောက်ဘူးဆိုရင်ကျွန်တော်ရောင်းဝယ်မလုပ်အဲ့ဒါပတ်သက်တဲ့ကိုကတကယ်လို့ပေါ့နော်ဒီအလဲဈေးတွေမှာရောင်းဝယ်လုပ်ချင်တယ်ဆိုရင်တော့ကိုတုံးတဲ့နီးပညာပိုင်းနီးစနစ်တကူကူအရာဖြစ်စေ ဒါမှမဟုတ်လည်းကန်တယ်ရီယာဖြစ်စေကန်တယ်အတုံးနေရာဖြစ်စေပေါ့နော်လိုက်ကြည့်ပြီးတော့ကိုအယောင်းဝယ်လုပ်လို့ရပါတယ်ကျွန်တော်ကဒီအပေါ်စင်းနဲ့အောင်စင်းစောင့်ပြီးတော့အယောင်းဝယ်လုပ်တာတော့ပို့ risk နဲတယ်ပို့အနေနဲ့ကင်းမယ်လို့ကျွန်တော်တော့အကြံပြုခြင်းပါဟုတ်ပြီအဲ့အဖက်ကမှဒီနေ့ကကျွန်တော်တို့ကဒီရတပတ်တပတ်တာအပိတ်စေးပိတ်မဲ့နေဖြစ်ပါတယ်အပိတ်စေးပိတ်မဲ့နေဖြစ်တာဖြစ်တာကောင်ဒီတပတ်တာအပိတ်စေးဘဲဘောပိတ်ရင်ကဘာရွှေစိစီအတက်အားဆက်ကောင်းမလဲလို့ကျွန်တော်တို့တွားကြည့်လိုက်အောင်ဒီတပတ်တာအပိတ်စေးတာ330အထက်ပိတ်ရင်တော့ ကျွန်တော်ကဘာရွှေဈေးကိုမကြခင်စံချိန်တင်အမြင့်ဆုံးဈေးနာပြန်မြင်ရပါလိမ့်မယ်တခုရှိတာတပတ်တာအပိစေးဖြစ်တာဖြစ်တဲ့ကောင်မှာချက်ချင်းပြနောက်တစ်ပတ်ထဲမှာ၃တော့၅ဟာနာပါဖြစ်ဈေးတက်သွားမယ်ဆိုလိုတာမို့နော်နှစ်ပတ်၃ပတ်တွင်မှာစံချိန်တင်အမြင့်ဈေးနာမြင်ရပါလိမ့်မယ်အခုဒီနေ့တပတ်တာအပိစေး၃330အထက်ပိတ်တယ်ဆိုရင်ဟိုဘက်နဲ့စံချိန်ပတ်အနေနဲ့ပေါ့နော်ကျွန်တော်တို့၃60အောက်မှာပိတ်သွားတယ်ဆိုရင်တော့ကဘာရွှေဈေး နောက်တစ်ပတ်ထဲမှာကျွန်တော်ဈေးအကြပြန်မြင်ရပါလိမ့်မယ်ကျွန်တော်တို့အရင်တော့အမြင်ကြရလဲအာ3200လို့3380ဈေးတန်းတွေကိုနောက်တစ်ပတ်ထဲမှာပြန်မြင်ရလဲပါလိမ့်မယ်အဲ့ဒါဖြစ်တဲ့အခါကျွန်တော်ဘဲဘက်ဈေးပိတ်လဲစောင့်ကြည့်ရဖြစ်ပါတယ်3600အောင်ပိတ်ရင်နောက်တစ်ပတ်ထဲမှာကျွန်တော်တို့အဲဈေးတတိုင်းရောင်းဖို့စဉ်းစားမယ်3330ထပ်ပိတ်သွားရင်တော့ကျွန်တော်တို့ဈေးပြန်ကြတိုင်းအောက်ဈေးဒီမှာကျွန်တော်တို့မိတန်းတွေပါကြီးလိုက်ဝယ်ဖို့ကျွန်တော်စဉ်းစားရမယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အခါဘယ်ဈေးပိတ်သွားလဲဈားထဲမှာပဲပိတ်သွားရင်တော့ အဲ့ဒါဆိုရင်တော့နောက်တစ်ပတ်သားအတွင်းမှာကျွန်တော်တည့်ရတာစီအနေထားကိုလိုက်ပြီးတော့ကျွန်တော်တို့အယောင်းဝယ်လောက်ရမှာဖြစ်ပါတယ်ခင်ဗျအဲ့ပတ်ကကျွန်တော်ဒီနေ့တပတ်တာပဲစီဘယ်မှာပြိမ့်မလဲဆိုတော့စိတ်ဝင်စားစရာကောင်းပါတယ်ကျွန်တော်တို့ကဘာချွေစီကလက်ရှိမှာတော့ပြန်ပြောမယ်ဆိုရင်ကျွန်တော်တို့က direction ရွေးနေတဲ့အနေထားလို့ပြောလို့ရပါတယ် तू တက်ရမှာလားကြာမှာလား तू က direction ရွေးရွေးနေတဲ့ပုံစံမျိုးပေါ့နော်အာ तू ကြားဖို့လည်းမသိကြသေးဘူးအဲ့လိုပဲတက်ဖို့လည်းမသိကြသေးဘူးအဲ့ဒါပတ်ကမှာဒီချိန်မှာကျွန်တော်တို့က ဘယ်ဘက်ကအသာသွားမလဲကျွန်တော်စောင့်ကြည့်ရဖြစ်ပါတယ်အဲဒီလိုဈေးငင်တက်နေထားမှာတော့ကျွန်တော်အပေါ်ဈေးရောက်အောက်ဈေးဝယ်ပြီးတော့ကျွန်တော်အကျိုးမြတ်ရှာမယ်။ဒါမဲ့လာမဲ့အပတ်ဒီမှာဘယ်ဘက်ကအာတာသွားမလဲဆိုတာကျွန်တော်ကစောင့်ကြည့်ပြီးတော့အဝယ်ဘက်ကအာတာရင်ကျွန်တော်အဝယ်ဘက်လိုက်မယ်။အယောင်ဘက်ကအာတာရင်အယောင်ဘက်လိုက်ရမှာဖြစ်ပါလိမ့်။ဟုတ်ကဲ့ဒါလေးအောင်ကျွန်တော်နီးပညာပိုင်းရာသုံးသက်ချက်လေးဖြစ်ပါတယ်။တည်င်းဘက်ကိုကျွန်တော်တွားကြည့်အောင်။ဒီနေ့ညမှာတော့ကျွန်တော်တို့တည်င်းထွက်ဖို့ရှိတဲ့ကျွန်တော်တို့ဗမာစံတော်ချိန်ည၈နာရီခွဲမှာအိမ်ယာအစ်စ်ရောင်းချမှုနှုံထား ပြီးခဲ့လက 724K ထွက်ခဲ့လေဒီခေါက်မှာ 694K ထွက်မယ်လို့မှန်းထားတယ်။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ 694K ထွက်မယ်အနေထားလို့မှန်းထားတာဖြစ်တဲ့အခါမှာဒေတာညံ့မယ်ပေါ့လား။ဒါမဲ့ဒေတာညံ့မယ်ဆိုတာနဲ့ကဘာဖြစ်စီတက်မယ်ဆိုပြီးတော့အယောင်ဝယ်မလုပ်ပါနဲ့။အဲကျွန်တော်ကဒေတာတွေမှာဒီကလာမှာဒေတာတွေကိုရလက်အကောင်ဆိုးတွေတိတ်ကြည့်မနေပါနဲ့။အဲကျွန်တော်တို့ဖြစ်လာတဲ့ဈေးကွက်အနေထားတိုင်းကိုကျွန်တော်တို့ညီပညာပိုင်းရတာ light သုံးသက်ပြီးတော့ရောင်းဝယ်လုပ်ပါ။ဒေတာအကောင်ဆိုးတွေကအရန်ကြီးကဘာဖြစ်စီပေါ့တက်ရောက်မှုမရှိဘူးခင်ဗျ။ ဒေတာကြီးတွေလွှဲရင်ပေါ့နော်အဲ့အဘက်ကမှဒီညဒေတာကောင်းလားဆိုတာဆိုတာတဲ့အဓိကတော့ဒီညမှာကျွန်တော်အဓိကဘယ်ဟာစောင့်ကြည့်မလဲမလဲဆိုဒေါ်လာအင်တက်ကိုတစ်ချက်စောင့်ကြည့်စေချင်တယ်ခင်ဗျဒေါ်လာအင်တက်ကလက်ရှိမှာ100အထက်မကျော်သေးဘူး100အထက်မကျော်သေးတာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်အမြန်ပြောဒေါ်လာအင်တက်100အထက်မကျော်မချင်းကမ္ဘာရွှေဈေးရလဲထိုးကြဖို့မဖြစ်နိုင်သေးဘူးဆိုပြီးကျွန်တော်သတင်းပိုင်းရပြီးခဲ့တဲ့ဗီဒီယိုတွေမှာတုံသက်ပြခဲ့တယ်အဲ့အဘက်ကမှာကမ္ဘာရွှေဈေးအတက်ဖက် sorry အကြဘက်ပေါ့နော်အကြဘက်ဆက်သွားခြင်းတယ်ဆိုရင် ဒေါ်လာအင်ဒက်တရာထက်ပြန်တက်ဖို့လိုအပ်တယ်။အဲ့လိုပဲသတင်းပိုင်းရအောင်နော်အထက်ပတ်အသက်ပတ်ဆက်သွားခြင်းနဲ့ဆိုရင်ကမ္ဘာရွှေစီဒေါ်လာအင်ဒက်69အောင်ဆင်းနိုင်ဖို့လိုအပ်တယ်။ဒါမှသာကျွန်တော်တို့ဝယ်လိုအားရောင်းလိုအားတွေဝင်လာမှာဖြစ်ပါတယ်။လက်ရှိမှာလည်းဒေါ်လာအင်ဒက်က69နဲ့တရာကြားမှာသူလည်းစိုက်ဝေးဈေးငင်တန်းပြင်းနေတယ်ဗောနော်။ကမ္ဘာရွှေကလည်းကျွန်တော်တို့3330နဲ့3960ကြားမှာစိုက်ဝေးပြင်းနိုင်တယ်။အဲ့အဖက်ကမှဒီနေ့မှတော့ကျွန်တော်ထင်ပါတယ် အရန်ကြီးဒေါ်လာအင်တက်ကလည်းအလုတ်ခက်ကြီးတွေရှိလိမ့်မယ်လို့တော့မထင်ဘူးဒါပေမဲ့တခါလေတောက်ကြနေညာရီမှာမထင်မှတ်တာတွေဖြစ်နိုင်တယ် breaking news တွေပါပြီးထွက်ပြီးတော့အလုတ်ခက်ကျန်းနိုင်တဲ့နေသားဖြစ်တာဖြစ်တဲ့ခါမှာဒီနေ့ညမှာတော့ကဘာရွှေကိုအရောက်မလို့တဲ့ခါမှာအထူးတတိထားဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဖြစ်နိုင်မယ်ဆိုဒီနေ့ညနာပါအဲကျွန်တော်ညဘက်အမေရိကန်စစ်ကွက်ချင်းမတိုင်ခင်ဒီကိုပါကိုကျွန်တော်ပြောတဲ့အပေါ်စီအောက်စီအတိုင်းဒီတို့အရောက်ဝင်လို့ရတယ်ဒါမှမဟုတ်ကိုမှနီးစနစ်တွေရှိရဆိုရင်ကိုတုံးတဲ့နီးစနစ်တိုင်း ရေတို့အရောက်မဲ့လို့လုပ်ရဒါပေမဲ့ညဘက်ပိုင်းမှာတော့ကျွန်တော်ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်ကိုကနားဖို့ကျွန်တော်အကြံပြုချင်ပါတယ်နားပြီးတော့တပတ်တာပိတ်ဆေးစောင့်ကြည့်ပြီးမှနောက်တစ်ပတ်မှအရောက်ဝင်လို့တာမျိုးကတော့ကျွန်တော်တို့အတွက် risk ပိုနည်းစေနိုင်မယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဒါလီယာကိုကျွန်တော်ရဲ့တရတဲ့သုံးချက်ပြီလို့ဖြစ်ပါတယ်ကျွန်တော်ရဲ့သုံးချက်ထဲရတဲ့အတိုင်းမတတိမသိမ့်လိုက်အရောက်ဝင်လောက်ရမယ်လို့ကျွန်တော်မပြောဘူးเนาะကျွန်တော်နဲ့အကြိုက်သူအမြင်သူ risk ယူနိုင်မှသာလိုက်ပြီးတော့အရောက်ဝင်လောက်ပါဒါပေမဲ့ကျွန်တော်ရဲ့သုံးချက်ဒီမှာကျွန်တော်အမြဲတမ်းမှားနိုင်တဲ့ point နေ risk management တွေကိုကျွန်တော်ထည့်ပြီးတော့ပြောထားပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျွန်တော်ရဲ့အခုလိုမျိုး video တွေကို up to date ကြည့်ကြည့်နေဆိုရင်အချိန်တိုင်းတစ်ပိတ်ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါကျွန်တော်စီမှာဒီကဘာရွှေအရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်ဒန်းတွေတက်ပြီးလည်လာခြင်းနဲ့ဆိုလည်းတက်ရောက်လို့ရပါတယ်ခင်ဗျ။အဲ့ဒီတင်ဒန်းတွေနဲ့ပတ်သက်ပြီးတော့စုံစမ်းမြန်းမြန်းခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ ် Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube Channel ကျွန်တော်ရဲ့ Messenger တွေကနေလာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျကဘာချွေ Twitter အားလုံးပဲဒီနေ့ရတဲ့ဘက်နောက်ဆုံးရက်ကျွန်တော်တို့တောက်ကြနေမီလ23ရက်နေ့တက်တာပါကဘာချွေစီတက်ကြကိုကျွန်တော်တို့အထူးတတိထားအယောင်းဝယ်လုပ်ပြီးတော့ဒီရတဲ့ဘက်ကိုအကျိုးမြတ်နဲ့အဆုံးသတ်နိုင်ကြပါစေအပိတ်ကောင်းပါစေလို့ကျွန်တော်ဆုမကောင်းတောင်းရင်းနဲ့ဒီနေ့တက်တာတုံးချက်ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်ညီကုန်းချုပ်ပြရစီခင်ဗျ